တရားနာနေမြောက်မြမရုပ်ရှင်နေဖွင့်လေချင်းခန္ဓာစတင်ကြောင်းကျင်းညာအပ်ပါ रे ခင်ဗျာဒါတော့ချက်ချင်းဒီတရားတော့ဟိုတိုင်းရပေါ့เนาะတိုင်းချက်ချင်းဒီဒါတော့အသုံးပွင့်ပေါ့ကိုဝေလူကျော်ရဲ့ကောင်ခိုင်ရဲ့အာဒီမိုရဲ့ပေါ့เนาะ၃ယောက်ကတော့တိုင်းရဲ့ချက်ချင်းဒီပါ ငယ်ငယ်လေးတွေကလာတာနေမှာတွေကကြောင်းချက်ချင်းဒီဘဝကနေပြီးတော့မင်းသမီးဖြစ်တော့ခဏနားပြီးတော့မယ်2023လောက်ကနေပြန်ပြီးတော့နီးပြတွေတင်တန်းတွေတက်တယ်ပေါ့နော်ဒါဆိုရင်ဒါပြင်သက်ကနီးပြပေါ့နော်ဒါဒီဟာလေးကတော့အရန်မြင့်နေခေါ်ပါပေါ့နှလုံးတွေအသေးတွေပြုတ်ကြမတက်ဒီတင်နန်းကိုတက်ခဲ့ရတာပေါ့เนาะအအောင်အောင်လေးအစုရအောင်လို့လုပ်ခဲ့ရတာဒါရေပြင်တက်ကနေပြပါ ဟိုပေါ့ဒီမှာ medical cover ဒီအသက်ကြီးပူဇော်ပွဲမှာဒါပထမဆုံးပါပဲအကျန်တော့တော့ဟိုဘာခေါ်မလဲအာဇာနည်နေ့တို့ဘာလို့ဆိုလဲအမတို့ cover ယူပေးတာရှိရယ်လေပွဲတွေမှာဟုတ်ဒါကတော့ရွှေရှင်အစည်းအုံးအတွက်ကိုဒါပထမဆုံးဒါ uniform လေးနဲ့ cover ယူပေးတာပါဟုတ်တယ်ဒါဘောခွင်းလေးလေရေပြင်တက်ကန်ဒီပြဒါကတော့ stamina ကောင်းရမယ်ပေါ့နော် stamina ကောင်းရမယ်အမမမခန်းက ရှင်းနေသမီးတွေကကုတ်ကန်းရေကူးကံမှာလက်ရွေးစင်ပေါ့နော်ရေကူးလက်ရွေးစင်ဖြစ်တဲ့အတွေ့သူတို့ကလည်းဒီတင်နန်းတက်ဖို့အတွက်ကိုမမုတ်ခမ်းအောင်အရင်ဆုံးရွေးကြတယ်ပေါ့ရွေးပေမဲ့လည်းဘလောက်ပဲဖြစ်ဖြစ်တက်လုံကောင်းဖို့ကအရေးကြီးတယ်လေမအားတော့အနေ့တိုင်းအမရဲ့အားကစားကတော့ရေကူးတယ်မနေ့မနေ့အထိအမဆက်တိုက်ကူးဖြစ်ပဲပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ပါကိုတက်တဲ့အတက်ပညာလေးနဲ့ပဲအမမင်းသမီးဖြစ်လာတယ်ကရာတေကစားတာတည်ပြီးတော့မင်းသမီးဖြစ်လာတယ်ကရာတေဇလန်းနေလေးလေးလေးငါးရရိုက်တယ်လို့ပါပဲကိုတက်ထားတယ်ဒီ ရေကူးအားကစားနည်းနဲ့ပဲဒီနီးပြစုကိုကောယူခွင့်ရတယ်ပေါ့နော်တိုင်းအတွက်ပေါ့အဲ့ဒါလေးကတော့ဟိုအရန်လို့ခေါ်မလဲတက်လုံအရန်ကောင်းရတာဖြစ်တဲ့အတွက်အဲ့တုန်းကကိုထငယ်တဲ့ကလေးတွေနဲ့ကိုကပြန်ရတာ16နှစ်17နှစ်အကြီးဆုံးချင်းပြည်နယ်ကအဲ့ချင်းမျိုးသားကြီးတယောက်ပဲကိုထက်3နှစ်လောက်ကြီးတဲ့လူပါတယ်ပေါ့ဇန်နာတော့ကိုထက်ငယ်တဲ့လူတွေကြီးပဲကိုကတက်ကြီးနေပြီဒါမဲ့လေသူတို့ရဲ့စံချိန်ကိုကိုလိုက်ပြီးတော့မနှဲပေါ့နော်စူးစမ်းရတာ လူအသက်ကိုကယ်ဖို့ဆိုတော့မလွယ်ဘူးပေါ့ဒါရေပြင်တက်ကယ်နည်းပြဆိုအဲ့လိုလေးယူခဲ့ရတယ်ဒါပေမဲ့လုံးဝစုတစိတ်တွေအများကြီးယူပေးခဲ့ပါတယ်တိုင်းအတွက်ပေါ့တကြံဆိုရင်တော့အမြင်တိုင်း medical ကပါဝင်တယ်တကြံကတော့တော်တော်များများ accident များတော့လေအာလုံးဝမျက်လုံးကြီးတွေထွက်သွားတာတွေအာနောက်စီပွင့်သွားတာတွေကျိုးတာတွေကတော့ဒါအသေးဖွဲပါပဲအများကြီးပဲအဲ့ဒါတွေကတော့လေကိုအများကြီးအမရဲ့ဝေါ်မှာလည်းရှာကြည့်ရင်တော့သိမှာပါအော်အဲ့ဒါတွေလည်းအများအများကြီးလောက်ခဲ့တယ်အခုချိန်ထိလည်းအမ ကားထဲမှာစေးရိတ်ကလေးကတော့အမြဲပါတယ်စေးရိတ်ကလေးနဲ့ချက်ချင်းလေးဒီလို uniform waistcoat ကလေးအမြဲပါတယ်အရှိမကားပိတ်နေတယ်ဆိုလို့ရှိရင်တော့အမအမြဲတမ်းအမတကူတကူရေပေါ့အမကောက်နိုင်သလားလူနာကောက်တယ်အမပြည့်စုတယ်အသွေးထွက်များနေတယ်ဆိုလည်းနင်းအောင်လုပ်ပြီးတော့အမ ambulance ကိုဖုန်းဆက်တယ်စေးုံစေးပင်ကန်လိုက်ပို့ပေးတယ်အဲ့အထိပေါ့ခါကြလည်းအမပို့လို့ရရင်ပို့တယ်ခါကြရင် ambulance ဆက်တင်ပေးလိုက်တယ်အကုန်လုံး safe အောင်လုပ်ပြီးတော့ပေါ့နော်အဲ့ဒါအယံဝဒနာပါတာအမလေးအဲ့ခေါင်းကအစချီရဆုံးမယွန်းဘူးဒီလားအမသွေးအယံကြောက်တာသွေး ပြန်ကြောက်တဲ့လူကဒီပညာကိုသင်ပြီးတဲ့အချိန်မှာအမလေးသွေးဆိုတာကဒုတိယပဲဒီလူနာရဲ့အသက်ကိုငါဘလို့ကယ်ရင်ကောင်းမလဲတက်တောက်တတလေးနဲ့သူစေုံစေပေကန်ရောက်တဲ့အချိန်ကိုငါဘလို့သွားရင်ကောင်းမလဲသွေးတွေထွက်လွန်သွားရင်လည်းတေတာပဲလေဆိုတော့အေးငါတက်ထားတဲ့ပညာလေးနဲ့ငါမရရအောင်တော့သွေးကိုပိတ်မယ်နောက်ဆုံးတော့အဲ့လိုမျိုးပေါ့နော်အမဆိုရင်လေဘလို့ယူတုတ်လဲဆိုရင်လေအမရဲ့စေးအိတ်သေးပါလေဟိုအီဗာလိုဟာမျိုးတော့အမအမဆောင်နေသီလားဘာလို့ဆိုတော့ဒီကောင်ကဟိုလေလူလူတွေကအီဗာလို့ပြောလိုက်လို့ရှိရင်အာလူတွေက ဟိုယွန်းဒါဒါယွန်းလို့ယွန်းလို့မရဘူးအဲ့ဒီအဲ့ဒီပစ္စည်းကတန့်ရှင်းဆုံးပဲလုံးဝပိုးတွေတက်ပြီးတော့မှ package packaging လောက်ရတာလေ package လောက်ရတာဘာပဲဖြစ်ဖြစ်ပေါ့ ဟိုရရလက်နဲ့နဲ့ရရပညာဩပညာကိုရရပစ္စည်းနဲ့အမတို့ကလူနာကိုရှေ့ဦးစွာကယ်ရမယ်ရှေ့ဦးပြုစုလေးတွေဆိုတော့လေအမအဲ့ဒါတွေကြတော့လေသွေးရဂျယ်လီဖြစ်သွားတာလေဘာဖြစ်ဖြစ်ပါအပြင်ကိုလည်းဟိုအောင်ဖြစ်တော့မအဲ့ဒီထီအောင်မအမယူသွက်ခဲ့တာတည်လားအဲ့လိုမျိုးပေါ့စေးအိထဲမှာလေအမရွှေရဲ့ကွေးတူသွားရင်စေးအိတွေပါတဲ့အကုန်လုံးတော့ပါတယ်နောက်မှာစေးအိကတော့အမြဲပါပါတယ်နည်းနည်းပါထိခိုက်တန်ရနောက်ဆုံးတော့ဟို CPR လောက်တာနှလုံးနှိုးဆွတာတွေရအစပေါ့နော်အဲတိုင်မင်းနဲ့ဆိုလို့ရှိရင်တော့အကောင်းဆုံးတော့ပြန်ပြောပြောပေးပါတယ်ဟာကိုရီဖွားရခုချိန် ဟောပေါ့နော်ကိုမိမိခဲ့တဲ့အနုပညာရှင်ကြီးတွေခုချိန်ထိတက်ရှိချမ်းမှာပေးနေတာကိုဒီနေ့ဝင်မြင်ရတာအရန်ပီတီဖြစ်တယ်သူတို့အတွက်ကိုလည်းကာဗာတစ်ခုယူပေးရတဲ့အတွက်လည်းအရန်ခုံယူပြီးတော့ပီတီဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါကတော့ချက်ချင်းဒီတရားတော့ဟိုတိုင်းရပေါ့နော်တိုင်းချက်ချင်းဒီဒါကတော့အုံးခွင့်ပေါ့ကိုဝေလူကျော်ရဲ့ကောင်ခိုင်ရဲ့အာဒီမိုရဲ့ပေါ့နော်၃ယောက်ကတော့တိုင်းရဲ့ချက်ချင်းဒီပါ ခင်းငယ်လေးတွေကလတ်တာနေမာတွေကအကြောင်းချက်ချင်းဒီဘဝကနေပြီးတော့မှမင်းသမီးဖြစ်တော့ခဏနားပြီးတော့မယ်2023လောက်ကနေပြန်ပြီးတော့နီးပြရေးတင်တန်းတွေတက်တယ်ပေါ့နော်ဒါဆိုရင်ဒါအဲဒါကတော့ချက်ချင်းဒီဟောပါပေါ့နော်နီးပြတစိုက်တွေဒီကတော့ရေပြင်တက်ကဲအဲရင်းနေနေတဲ့သူကရေပြင်တက်ကဲနီးပြပေါ့နော်ဒါဒီဟာလေးကတော့အရန်မြင့်မြင့်နေခေါ်ပါပေါ့နှလုံးတွေအသေးတွေပြုတ်ကြမတက် ီတင်နန်းကိုတက်ခဲ့ရတာပေါ့နော်အအောင်အောင်လေးအစုရအောင်လို့လုပ်ခဲ့ရတာဒါရေပြင်တက်ခဲ့နီးပြပါအဲတထောင်တနေရနေပြီးတော့မှဒီကောလိပ်ပေါင်းစုံတက္ကသိုလ်ပေါင်းစုံအဲဒုနာပြုတက္ကသိုလ်ပေါင်းစုံတွေကိုဒီလိုကနှစ်စဉ်နှစ်တိုင်းစတင်ရတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းအများကြီးလုပ်ခဲ့တယ်ရှေ့မှာပေါ့နော်အခုဒီဒီပွဲအားကြတော့လေဟိုပြန်ဟိုအလှငွေပဲထည့်တာပြားတယ်ဟိုမအားတာနဲ့ကားရိုက်ရှိရာနဲ့အဲ့လိုမျိုးတွေဖြစ်သွားတဲ့အတွက်ဒီနှစ်ကတော့အတိုင်းထက်လုံးပါပဲဒီနှစ်တည့်ရဲ့နားတာဖြစ်တဲ့အတွက်အဖိုးဖွားတွေကိုမက်ဒီကယ်ကပါလေးဆောက်ရှောက်ခွင့်ရတယ်ပေါ့နော် အဲတချို့ driver တွေကတော့ uniform လေးနဲ့အထည့်ရိုက်ထားတဲ့ကားတွေလည်းရှိတယ်ပေါ့နော်အဲအဲ့ဒါလေးတွေကြတော့ကိုကတက်ချင်တယ်ရောအရန်အရန်ဘယ်လိုခေါ်မလဲအရန်ချစ်တဲ့ဟိုအဖွဲ့အစည်းတစ်ခုပေါ့ driver ဒီအများကျို့ကိုဆောင်ရွက်ဖို့အတွက်ဒါတက်ချင်ဒီဒီမူခွန်ရက်ကိုအရန်ကြိုက်တယ်ဟန်ဒရီဒိုနက်ချထားတဲ့မူခွန်ရက်ကိုကြိုက်တဲ့အတွက်ရှားနေတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်လူသားချင်းစာနာထောက်တာပြည့်ဖြူမယ်ရန်သူမိတ်ဆွေမခွဲခြားဘဲနဲ့เนาะဟိုခေါင်းဝါစာချီအစုံကို ရှေ့ဦးစွာပြုစုခွင့်ရတဲ့လူဖြစ်တဲ့အတွက်အဲ့ဒီဟာပီတိပါဟုတ်အဲ့ဒါလေးကြောင့်စိတ်ကအရန်ရှင်သန်ပြီးတော့ဟိုအရန်ပေါ်ပေါ်မကောင်းမလဲဟိုရှင်သန်ပြီးတော့ဒီပညာလေးနဲ့ပဲသက်ဆုံးတိုင်အောင်မတော့အားရအားသလိုလေးတော့